မင်္ဂလာပါရှင်ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတော့လွတ်တော်များအထမြောက်စီရေးဆောင်ရွက်သွားရန်လိုတယ်လို့နတ်စကဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ဝဲကျင်းပပြီးချိန်ပြောင်စုအစဉ်နဲ့တိုင်းဒေသကြီးပြည်내လွတ်တော်ရေးခေါ်ယူရမှာလွတ်တော်အထမြောက်စီဖို့အတွက်ဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်က မေလ23ရက်ကသရီးဂန်ဒေတာတိုင်းစစ်ဌာနချုပ်ကျိုင်းတုံတနေက အရာရှိစစ်သည်မိသားစုတွေကိုတိုင်းစစ်ဌာနချုပ်ပြည်ငြိမ်အေးခမ်းမှမှတွေ့ဆုံအမှာစကားပြောချိန်မှာအခုလိုထည့်သွင်းပြောကြားသွားကြောင်းသိရပါတယ်။ရေကဝဲကျင်းမနိုင်မှုအတွက်အာလုံးဝဝင်ဂျူပန်ဆောင်ရွက်သွားကြဖို့လူကြောင်းဆန္ဒမဲပေးတာနဲ့ပတ်သက်လို့ဒေတာနဲ့နိုင်ငံတော်အကျိုးကိုအမှန်တကယ်ဖော်ဆောင်ပေးနိုင်တဲ့ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ဖို့လူကြောင်း တက်ဘရိုအနေနဲ့လည်းနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရည်နဲ့တည်ငြိမ်အေးချမ်းရေးအတွက်အမကန်အနေနဲ့ဆောင်ရွက်ပေးရမှာဖြစ်ကြောင်းမိမိတို့အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီနိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့တာကြောင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုမဖြစ်မနေဆောင်ရွက်ပေးရမှာဖြစ်ကြောင်းဆက်လက်ပြောကြားရလို့သိရှိရပါတယ်ရှင်